မမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေ့ရနေ့ကျမတို့ချစ်ခင်အားပေးကြတဲ့ယုံကြည်အားပေးကြတဲ့ခုနှစ်ရဲ့သားသမီးများလုံး၊ရှင်နေဘွားသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုကျမကျင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကျမကတော့ဆရာကြီးမင်းနေနိုင်ရဲ့တပည့်ဆရာမတင်းတန်လာစော်ပဲဖြစ်ပါတယ်ရှင်။အခုကျမတနင်္ဂနွေသားသမီးများအတွက်လေးလပိုင်းတလစာကိုကန့်ကြမများကိုအကောင်းအဆိုးများကိုစပြီးတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ်နော်။ ဲ့တော့တမရဲ့ဗီဒီယိုလိုက်ကလေးကိုကြည့်ရှုနေတဲ့ထဲမှာတနင်္ဂနွေသားသမီးများပါခဲ့တယ်ဆိုလို့ရှိရင်အစဆုံးလေးကြည်ပြီးသွားပါဒီလေးလပိုင်းမှာတနင်္ဂနွေသားသမီးများရဲ့ကံအစိုးကံကောင်းကိုရေဒီယာနဲ့တကွကျွန်မအသေးစိတ်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးများကဒီလေးလပိုင်းမှာဆိုရင်ငွေတွေเนาะလက်လာဘက်ဒီတလက်ဟောဝင်လာရမယ်ကာလတခု ဖြစ်ပါတယ်အဲ့ထွက်ရင်လည်းသူကအရန်ထွက်မယ်ဝင်ရင်လည်းအရန်ဝင်လာတတ်ပါတယ်တခုတတိထားမှာကြတော့မိမိတို့ရဲ့အိမ်မှာကိုကိုရန်ရင်းနေတဲ့လူပေါ့နော်ကိုကယုံကြည်ရတဲ့လူကကိုကိုလိန်လေလှဲ့စားသွားတာမျိုးလေးကြုံရတတ်ပါတယ်ဒီလေးလာပိုင်းမှာတနင်္ဂနွေသားသမီးများ အထူးဂယုဆက်ရမယ် ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တနည်းဦးနေသားသမီးများဒီလေးလပိုင်းမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဘုဒ္ဓဘူးသားသမီးတွေတနည်းဦးနေသားသမီးတွေတနည်းလားသားသမီးများကိုအထူးကယူဆက်ရဖို့လိုအပ်ပါတယ်။ပြောချင်တာကကြတော့ငွေတွေချီတာငှားတာပေးတာမျိုးပေါ့။ကုညီကုညီမဲ့ဆိုရင်လည်းကုညီလိုက်။ချီတာတို့ငှားတာတို့လုံးဝမပြုတ်လောက်ပါနဲ့။ ။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုနဲ့အရန်ကြီးနေတဲ့တငယ်ချင်းမိဆွေတွေထဲမှာငွေကြောင့်စိတ်ဝမ်းကွဲပြီးတော့မှမခေါ်မပြော ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်အထူးဂရုစိုက်ပေးပါ။တနေ့ဦးနေသားများလေးလာပိုင်းမှာဆိုလို့ရှိရင်အဝါရောင်နဲ့လုံးဝမတည့်ပါဘူး။အဝါရောင် လုံးဝရှောင်ရမယ်လတလဖြစ်ပါတယ်။လေနဲ့ပတ်သက်မဲ့ကျမ်းမာရေးတွေအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အချစ်ရေးမှာတော့ကံမကောင်းတတ်ပါဘူး။ချစ်ရေးနဲ့ပတ်သက်ပြီးတော့ညံ့ပြက်စရာတွေကြုံရတတ်ပါတယ်။အိုးအိမ်နေရာထိုင်ခင်းနေအပြောင်းအရွှေ့များမယ်။အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်တဲ့ကာလတစ်ခုကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်တနေ့ကနေသားသမီးများမိမိတို့အနေနဲ့အိုးပိုင်အိမ်ပိုင်မရရှိသေးဘူးအိုးပိုင်အိမ်ပိုင်ဝယ်ဖို့ရည်ရွယ်ထားတယ်ညီလေးဝယ်ခြင်းနဲ့เนาะအိမ်လေးဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ ဒီလေးလပိုင်းမှာမဝယ်ပါသေးနဲ့哦လေးလပိုင်းကြော်သွားပြီး၅လပိုင်းထဲမှာရောက်ပြီဆိုတော့မှဝယ်ယူပါဒါဆိုရင်အောင်မြင်တတ်ပါတယ်ကံကောင်းတတ်ပါတယ်ဒီလေးလပိုင်းမှာတော့တနေ့ခုနေသားသမီးများအယောင်းဝယ်ကိစ္စတွေဘာမှမလုပ်ပါနဲ့လက်ရှိလုပ်နေတဲ့စီးပွားရေးကိုပဲတေချာစောက်ချပြီးတော့လုပ်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ခက်ခဲမရှိပါဘူးဆုံးရှုံးစရာလည်းမပေါ်လာတတ်ပါဘူး အဲပြောချင်တာကကြတော့လုပ်ငန်းတွေတိုးချဲ့တာမျိုးတွေနော်စီးပွားရေးမှာတခြားအလုပ်တစ်ခုကိုကူးပြောင်းတာမျိုးတွေလုံးဝမလုပ်မိဖို့လိုအပ်ပါတယ်လက်ရှိအလုပ်ကိုပဲကိုကငြိမ်ငြိမ်လေးလုပ်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများဒီကာလမှာဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီလေးလအပိုင်းမှာမိမိတို့ရဲ့အပြောအဆိုလေးတွေမိမိတို့ရဲ့လုပ်ငန်းတွေမိမိတို့ရဲ့စီးပွားရေးတွေကောင်းတဲ့ကောင်းလူမှုရေးကိစ္စတွေမှာ เนาะအမှုဟင်းကြုံတွေ့နေရတာတွေအောင်မြင်ခြင်းနဲ့เนาะအဆင်ပြေခြင်းနဲ့မြင်မြဲပြီးဆုံးခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဇေဒီတော်ရဲ့တဆူဆူကိုတွားပြီးတော့တကွန်ကုတ်ကာမူလေးပွားဂျိုတိုင်းအစီလှူဒန်းပြရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့မှလုံးရမလဲဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့9နာရီ45မှာပြုလုပ်ပင်ရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီကာလတွေမှာမိမိတို့အနေနဲ့ ိမ်ဖျားမှာเนาะအိမ်ဖျားမှာရေတံဘူးလေဘူးစွန်းတော့ကတ်ပေးပါဖျားမှာဒီတိုင်းလေးကတ်လူထားလို့ရပါတလားလုံးလူထားလို့လည်းရပါဒါပေမဲ့ရေတံဘူးမှာကြတော့မိမိတို့အနေနဲ့ရက်လေးလက်ဟုတ်ဒုက္ခအပေါင်းเนาะ ဒုက္ခဆိုလဲစလုံးလေးကိုရေးမယ်ပြီးပါရင်ပြီးမှအပေါင်းလက္ခဏာလေးရေးမယ်ရေးတန်ဘူးရဲ့ဘေးပက်ပက်လဲမှာရက်ကလေးကိုတည်ဝင်းလေးနဲ့ပဲဖြစ်ဖြစ်ခြီးပြီးတော့မှမျက်စွာဖျားရှင်ကိုကတ်လူပေးထားမှာဖြစ်ပါတယ်။ဒါဆိုရင်လေးလပိုင်းမှာတနင်းဝင်နေသားသမီးတွေကန်စားတာတွေမြင့်သွားပါလိမ့်မယ်။ကန်အညံ့နေလဲပြေပြောက်သွားပါလိမ့်မယ်။ခရီးကိစ္စနဲ့ပတ်သက်ရင်တော့တနင်းဝင်နေသားသမီးတွေရန်အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီတကူးအကြော်ပေါ့ နော်၄လပိုင်း15ရက်အကျော်20အကျော်မှာခရီးကိစ္စတွေကောင်းတဲ့တည်နေကြားတတ်ပါတယ်အဲ့တော့နိုင်ငံရေးစားခရီးတွေတွားမယ်ဆိုလို့ရှိရင်တော့20နောက်ပိုင်းမှာတွားရတတ်ပါတယ်20နောက်ပိုင်းမှာပြုလုပ်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများပြောချင်တာကတော့ဒီ၄လပိုင်းမှာမိမိတို့အနေနဲ့အဝါရောင်လေးကိုရှောင်ပြီးတော့မှ အနီရောင်အနက်ရောင်ပါတဲ့တခုခုเนาะ အနဲ့ရောင်ပါတဲ့ဒီပိဿာလေးပဲဖြစ်ဖြစ်အနဲ့ရောင်ပါတဲ့တင်ရိတာတစ်ခုခုပဲဖြစ်ဖြစ်နောက်မဟုရကြောက်ကိုပဲဖြစ်ဖြစ်စောင့်ထားမယ်ဆိုလို့ရှိရင်တော့ဒီတနင်းကိုနေသားသမီးများလေးလာပိုင်းမှာအင်မတန်ကိုကံကောင်းတဲ့လာတလာအဖြစ် ပိုင်ဆိုင်သွားရပါလိမ့်မယ်ကဲကျမမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမကြီးနေနဲ့ဧည့်ဆောင်နိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒဒီလဲပြေဝနိုင်ကြပါစေရှင်ဒီတကူ လာမှာလဲအေဂျန်တာယာစွာနဲ့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။